ာရိတပရိယာယတုတ်ကိုဟောဖို့ဆိုတော့မြတ်စွာဘုရားရှင်အခုပြောတယ်ပထမဝါဇုလာပြည့်နေ့မှာဟောလိုက်တာနေကိုဝါဇုလာပြည့်ရောက်ငါးရက်နေ့မှာယဟန်၅ပါးရပြီ၅ပါးရတဲ့ခါမှာဂျားထဲမှာအရှင်နာလကဆိုတဲ့တပါးအစာထိုးလာလေဂျားထဲဝင်လာလေဒါပေမဲ့စာမှာသိမထင်ရှားဘူးအရှင်နာလကကာလတေဝုလရေသိကြီးရဲ့တူပေါ့ဘုရားလောင်းလေးဖွားတဲ့အခါငူလိုက်ကြီးလိုက်လို့တဲ့ဆိုတဲ့ရေသိကြီး အဲ့ဒီယသေကြီးကသူ့ကိုယ်သူကြည့်တဲ့အခါဖျားပွင့်တဲ့အခါကြရင်တဲ့နောက်ဆုံးကနေဖျားပွင့်ရင်သူကနေဝတဉ္ဏနာတဉ္ဏနာဘုံအထက်ဆုံးမြတ်ဘုံကိုရောက်တယ်မှာအရုပဘုံရုပ်တရားမရှိတော့စက္ခုအကြည်သောတာအကြည်မရှိတော့တရားကိုမနာနိုင်ဘူးဖျားလည်းမမြင်နိုင်တော့သူကအဆုံးရှုံးကြီးဆုံးရှုံးသွားပြီအဲ့ဒါကြောင့်ငိုတယ်ရည်တဲ့အခါကျတော့ဖျားတဆူတဆူပွင့်နေဆိုရင်24အတင်ချီဂရေ80ဘိုးကြီးတည်းနဲ့တော့မဟုတ်တာနော် ဘူတတိန်းဆိုဘူတတိန်းတောင်မှာတက်သားတွေဘလောက်များအောင်လေကြည့်ဂရေ80ဆိုတာတွေကိုတွက်ကြည့်လိုက်နော်မြန်မာပြည်ကလူကြီးလောက်မက24တင်းချီဆိုတာကနေ့ကဘာမှရှိတာလူကြီးတန်း8000ရည်လို့ရ24တင်းချီဆိုတာရေတွက်လို့မရတဲ့ affinity ဆိုတဲ့အစုဖွဲ့ကြီးက24ခုရှိတယ်အဲ့ဒါလောက်အများကြီးရဒါပေမဲ့လူကြီးကနည်းနည်းပါပဲနေတည်မြန်မာတွေကပို့ပြီးတော့တရားရကြတာတွေ့ရဓမ္မသက်ကြတရားမာတွေကိုမြန်မာတွေ78ခရီးကျွတ်တန်းဝင်တယ်လို့ပြောတယ်နော် ဲ့ဆိုဂရေယာနဲ့ချီပြီးတော့ကျွတ်တန်းဝင်ကြတာဗောလေဒါပြန်မဓမ္မစကြာတပွဲလောက်တပွဲလောက်ပေါ့နော်ဘလို့တန်ကြီးရှိလေဓမ္မပူဇာတွေဘာတွေတော့ပါဦးနော်ဒီတိုင်းပဲဘုရားရှင်ရဲ့ညံနဲ့ဘုရားရှင်ရဲ့မဟာကရုဏာစိတ်ကြီးနဲ့ခေါ်လိုက်တာတရားရတော့တဲ့ပုံကြီးပါရမီတက်ခံပြည့်တဲ့ပုံကြီးတရားလွယ်တကူမရဘူးလားကျေးဇူးများလားမရဘူးလားအဲ့လိုကျေးဇူးများဖို့ဆိုရင်တရားတွေကိုယောဂီတို့အခုနေရနာနာမလဲလဲနာနာလဲလဲနာ သဘောပေါအောင်အောင်စိုက်ပြီးနာမသိရင်မေးတရားနာတယ်ဆိုတာဥက္ကဟပြိဘုษาတဝနာတမ္ပတနာပฏิဝိဒါဆိုပြီးတော့အဆင့်30နဲ့တရားကိုအားထုတ်ဥက္ကဟနာယူရမယ်သင်ကြားရမှတ်သားရလေ့လာမယ်တရားသာတွေဖတ်တရားတွေနာပြင်းလို့မရပြိဘုษาတဲ့သဘောမပေါအောင်ပြန်မေးနော်ဘဘောတင်တဲ့နေကြရင်မေးခိုင်းတာမေးမြန်မာပြည်ယောဂီတွေကမေးဆိုရင်တရားထိုင်နေကြတ ရွယ်များရွယ်သလားအောင်မရနော်။တန်ရယောဂီတွေကြောင့်မေးဆိုရင်မေးခွန်းတွေအများကြီးတက်လာ။တဘုံတို့ကသူတို့ကိုခေါ်တာပို့ပြီးတော့မေးခွန်းတွေရှိတဲ့အတွက်ညံပိုးကွန့်ရညံပိုးပြီးတော့ထုတ်သွောင်းရစားရပိုးကျင်မြန်မာပြည်ယောဂီတွေအေးဆေးပါဟဲ့ဟောပြီးသွားရင်သူတို့လည်းမြန်မြန်ဖြုတ်ချင်လို့လာပါလားမင်းမေးသမားဗာမေးတရားရှိလို့ဗာလျှောက်ရလျှောက်ချရလည်းမရှိဘူးမေးတရားလည်းမရှိဘူးအေးရောရှင်းတယ်မြန်မာတွေကတော့နော်။တန်းပြီးတော့ပဲတဘောပေါက်သွားလို့လာတော့မသိဘူး။ ဩဃဟသင်ရမယ်နာယူရမယ်မှတ်သားရမယ်လေ့လာပြီးရပါတယ်ပရိပု္ပ္ပာမေအောင်နဲ့နော်အဘိဓကသဝနာအဲ့ဒီသင်ယူထားတဲ့ဟာတွေကိုစဉ်းစားကြင့်ကြံကြည့်အားထုတ်ကြည့်ကြံစည်းကြည့်တရိယညာတပညာအဖြစ်ဉာဏ်ထဲမှာသဘောပေါက်နေအောင်ဒါအားထုတ်အောင်သမ္မတနာပတိဝိဒအနိစ္စဒုက္ခအနတ္တလက္ခဏာကြီး၃ပါးမြင်အောင်ဝိပဿနာသင်ပြီးရှုအောင်ဒီလေးသိနဲ့တင်မှတရားဆိုတာတင်မှုပြီးမြောက်တာအခုယောဂီတို့ကနံပါတ်1တည်းလဲနေတာ ဟဲ့လားပရိသတ်သဘောကအရှိမရောက်တော့ဘာဖြစ်နေလဲနံပါတ်1ဒီဥက္ကဟဆိုတာကွာအခုပြောလိုက်ပြီဆိုရင်မှတ်မထားဘုန်းကြီးနောက်ကျတဲ့ထက်ဟောလိမ့်မယ်ဗောဘုန်းကြီးနောက်ကျတဲ့ထက်ဟောလိမ့်မယ်ဗောဒီစိတ်နဲ့များနားနေရတာမသိဟုတ်လားတရားနာရဲဆိုတာငါပြန်ပြောနေအောင်မသိရင်ပြန်မင်းနေအောင်နားမယ်ဆိုတဲ့ဆုဆိုင်မှု concentration ဗောဆုဆိုင်မှုရှိမှတရားမှတ်မိတာဗျဟုတ်ဘူးလား ုံးဘုံတို့တောက်လျှောက်ဒီမှာတင်တဲ့အခုဒါပြင်နောက်တင်တဲ့တစ်ခုရှိသေးတယ်ရှစ်ခွဲရှစ်ခွဲကနေ၉ခွဲ၁၀လောက်အထိ online တင်တဲ့ရှိတယ်အဲ့ဆိုတနေ့ကုန် version မတူဘူးဒီမှာဟောတာတစ်မျိုးဘုံမှာဟောတာတစ်မျိုးလူငယ်ဟောတာတစ်မျိုးဆိုဘုံဘုံကတနေ့ကိုစာတွေအများကြီးအမျိုးစုံဖတ်တင်တဲ့တစ်ခုတစ်ခုတိုက်ကမတူဘူးတရားပုံစံလည်းမတူဘူးဟောတဲ့ပုံစံလည်းမတူဘူးအဲ့လိုမျိုးလေ့လာအဲ့တော့တောက်လျှောက်ကြည့်ပြောချင်တာယောဂီတို့ကတရားနာပြီဆိုရင်ပြန်ပြောနိုင်အောင်မှတ်မိအောင်နားမယ်ဆိုတဲ့စိတ်ဆန္ဒကိုအရင်နေ့ကထားလိုက် ဟုတ်ဘူးလားအဲ့ဒါကြောင့်မှတ်မိတာအားကောင်းပါပေါ့နော်ကဲတရားလည်းပြန်သွားတော့နော်ဘာယံသီရင်မိကရာအောင်တော့မြတ်စွာဘုရားရှင်ဝါဆိုတယ်ပြဇာယင်၅ပါးတရားရသွားပြီနောက်တော့အခုအရှင်နာလကနော်ကာလာဒီဝီလယတိကငိုလိုက်ရလိုက်လို့ပြီးတော့ညံတော်နဲ့သူ့ရဲ့အဘိညာဉ်တော်နဲ့ကြီးလိုက်တဲ့အခါသူ့ဆွေမျိုးတွေကဘယ်သူများဘုရားနဲ့တွေ့နိုင်တဲ့သူရှိလဲဆိုတော့သူ့နှမရဲ့သူနာလကဆိုတဲ့ပုံသားတွေ့တယ် အတူရေနောက်35နှစ်နေရင်ဘုရားပွင့်မှာကွာအဲ့ဒါကြောင့်ဘုရားနဲ့တွေ့အောင်ဥလိရတော့ဒီခွင့်ရေးဆုံးဖြုံးသွားပြီအဲ့ငါတို့ကဘုရားနဲ့ပွင့်အောင်တော်တော်ကောင်းတရားကျင့်ပြီးတော့တမနာပြမနာအကျင့်ကျင့်ပြီးတော့စောင့်ပါလားဆိုတော့အဲ့ဒီနေရာတော့တဲထွက်ပြီးတော့တရားဘုရားကိုစောင့်နေတာရှင်နာလကအခုဘုရားပွင့်ပြီလေဟေးဆိုတော့ ਨੇ သူနော်ဆံရဆံရနတ်တရားနေတိုက်တွန်းတဲ့အခါကျတော့ဘုရားသည်ရောက်လာပြီးတော့မြတ်စွာဘုရားကြီးရဲ့တရားနာမောနေရအကျင့်ဆိုတဲ့တရားနော် ဲ့တရားတစ်ချိန်ပဲနားလိုက်တယ်တရားတစ်ချိန်နားပြီးတော့တရားလေးအထုတ်တာ9ရက်လောက်အထုတ်လိုက်တာ ਨੇ နန်ရှင်နာကရဟန်းကိသပြီးနောက်တော့ပြိဋိဘံဆန်းသွားဘုရားကိုယ်တိုင်ဓာတ်တော်တွေကောက်ပြီးတော့ဓာတုစီတီတီးပြီးတော့အဲတရဝါရီတာပူဇော်ခိုင်းတတ်တာရှိနော်ရှင်နာလကရှင်နာလကပြီးတော့နောက်ထပ်ဘုသူတွေရောက်လာလဲဆိုတော့အရှင်ယတရှင်ယတလောင်းဆိုတာကသူဇာတာကဏ္ဍနုဇွန်ကတ်တဲ့သူဇာတာရဲ့သားသူဇာတာကဏ္ဍနုဇွန်ကတ်တဲ့အချိန်မှာသားအသက်20ကျော်ပြီး ဖခင်နဲ့တွေ့တဲ့အချိန်ဒီအရင်တော့ကဒီ banyan tree ပေါ့လေပြီးညောင်မင်းကြီးကိုသွားသွားပြီးတော့သားလိုချင်လို့လို့ဆူတောင်းခဲ့ရနှစ်ပေါင်းများစွာအဲ့ဒီလိုဆူတောင်းခဲ့တဲ့အတွက်သူတို့ရဲ့အသေးနာကြီးညီကုန်းရွာထိပ်ကနေပြီးတော့ဒီညောင်မင်းကြီးမှာသားစုပန်တယ်ဒါအိန္ဒိယရဲ့ထုံးစံပဲသူတို့ရဲ့ tradition ပဲနောက်သစ်ပင်ကိုသူတို့သားစုပန်ကြတယ်ဗောဓိပင်ကိုလည်းသူတို့ဒီတိုင်းပဲစုပန်ကြတာ ားသူပန်လို့တားစုကြည့်တယ်ဆိုရဲအထိမ့်မတ်နဲ့လာတိုင်းလာတိုင်းဒီကစုံလားပြရောက်တယ်ဆိုရင်နှစ်တိုင်းနှစ်တိုင်းပေါ်လာပြီးတော့ဆုံးကတ်နေကြအဲဒီနှစ်ကြမှာဖရာအောင်နဲ့တွေ့လို့အဲ့မှာရွှေပဲကြီးနဲ့အဲ့အချိန်မှာသူသားမိန်းမတွေပါလေးတောင်ရပြီးနေပြီအခုမှသမွေးတာမဟုတ်ဘူးဒီလိုလဲမှတ်တာနော်အဲ့ဒါကြောင့်ခုဖရာဖြစ်တယ်ဆိုရင်ပဲယသသရူသားကဖရာအောင်ပြီးရမ်းတာတော့ဟာယသသရူသားလို့တောင်ပြောရမှာထင်တယ်သူကလည်း နော်ຫນွေမိုးဆောင်စံတန်းကြီးသုံးဆောင်နဲ့နေတာပဲဒါချမ်းသာတယ်နော်အဲ့တော့ဒီနေ့ကျတော့ခုနပြောတဲ့သူကအတိတ်ဘဝကမိသိညို့ခဲ့တာနိုင်ရေးကူညီမှုတွေလုပ်ခဲ့တာအလွန်လှပတဲ့အမျိုးသမီးတယောက်မိရှို့လိုက်တဲ့အတွေ့အကြုံအခါကျတော့အဲ့မှာပျက်စီးသွားတာတွေ့ပြီးတော့သတိတန်ဝေကရနော်အသဝနမိတ်တွေထင်ပြီးသတိတန်ဝေရပြီးတော့အခုကျတော့ဒီမှာသူ့အိမ်မှာ entertainment ပေါ့အဆူအကတွေနဲ့ကြည်နေတဲ့အချိန်မှာအမျိုးသမီးတွေကတူတူရင်းတို့တော့ကြည်လိုက်တော့ဖះလောင်းမြင်တယ်လို့ပါပဲ နော်ရည်ရွယ်ဆောင်ပဲ့နေတာဒီမြင်မှာပေါ့လေအဲ့ဒါနေမြင်တော့ရန်သူတွေဝိုင်းနေတယ်ဆိုပြီးပြေးဟာနော်အန်နေတွေဘေးအန်နေတွေတွေ့ကြုံနေပြေးရာနေဘုရားနေတွေ့တဲ့ယတလာဆိုပြီးတော့ဒီနေရာမှာရန်ကင်းနေဘေးကင်းနေဆိုပြီးတရားဟောတာရှင်နော်ယတကအဲ့ဒီမှာဘာဖြစ်လို့တောတဘန်တည်တယ်နောက်သူ့ဘေးရောက်လာတယ်သူ့ဘေးကိုဟောတဲ့တရားနားထောင်ပြီးသူကယန္တာဖြစ်သွားအဲ့မှာယတတစ်သေးတောင်မနဲ့ဘုံကြီးဝိတ္တိတာသူတငယ်ချင်းတွေကအကုန်လိုက်ပြီးဝတ်တာ44ရောက် အဲ့တော့ယတ္တနဲ့ဆိုတော့45ရောင်ပင်သဝိကံနဲ့ပင်သဝိ9ပါးနဲ့ဆိုဘယ်လောက်ဖြစ်သွားလဲ50 60ဖြစ်ရမှာအဲ့ဒါဆိုယတ္တနဲ့က54ရောင်ယတ္တအပါဝင်ဆိုရင်55ရောင်ပင်သဝိ9ရောင်နဲ့ဆိုရင်60เนาะအဲ့ဒါ60ပထမဝါမှာယံဘယ်လောက်ဖြစ်သွားလဲ60အရှင်နာလကပါတယ်เนาะတို့တော့ရှန်နာလကကသူမောနီယအကျင့်ကျင့်တာဖြစ်တဲ့အတွက်ဒီအုပ်စုတွေကနေဖယ်ထုတ်လိုက်တာเนาะဒီမှာလဲသူမနေဘူးအဲ့ဒါယံအပါ60 အရန်ပါကြတဲ့ကိုမြတ်စွာဘုရားရင်ဝါကျွတ်တယ်ဆိုရင်ပဲတကြောင်နဲ့နှစ်ပါးမကြွနဲ့တကြောင်တစ်ပါးကြွတာဩမင်းတို့အကုန်လုံးကအိဘကုယဟန်နေလဲဖြီးပြီးပြီးအကုန်လုံးကိုယဟန်နာဖြစ်အောင်လဲသိပြီးပြီးငါယုံကြည်စိတ်ချလို့သာသနာပြုမစ်ရှင်နရီလွတ်တယ်ကြွကြလို့သာသနာပြုဩဝါဒမိကုန်းချွေပြီးတဲ့အခါကြွကြွတော့ခုနဆိုင်ရဆိုင်ရကြွရတော့အခုပြောတဲ့အရှင်အသက်စီရဘုသူနဲ့တွေ့ဥပဒိတရှင်သာရိပုတ္တရာလာနော်ရေတုံမဟိတောဘဘုရားတရားဟောတော့တောတပံဒီတယ် နော်ဥပဒိတနေပြန်ပြီးကောလိတကိုဟောတော့ကောလိတကလည်းသောတပန်ဒီတော့နောက်တော့သာနာတွင်ရောက်လာတယ်ထားတော့နော်အဲ့လိုနဲ့ခုနရဟန်းအပါ60ကိုသာနာပြုဆေလွတ်ပြီးတဲ့အခါဆရာကြီးဖြစ်တဲ့အရိယမြတ်စွာဘုရားရှင်ကလည်းဇိမ်နဲ့နေနေတာမဟုတ်ပါဘူးနော်သူ့လို့ဘာလို့ဆရာရှိလေကြည်လိုက်တော့ဩဘုရားကလည်းသာနာပြုလုပ်ငန်းကြီးအများကြီးလုပ်ဆရာရှိအဲ့မှာလမ်းမှာဘယ်သူနဲ့တွေ့လဲဆိုတော့ဗရဟိတညီနောင်၃ချိန်30 ်ဗရဝီညီနောင်30မိမလိုက်ရှာလိုက်မယရာယူတွေလို့ပြောအောင်နော်အဲမရိယာတွေကယူတွေအယူပြောက်သွားတော့ဘာဖြစ်သွားယဟန္တာဖြစ်သွားဟုတ်ဘူးလားဗရဝီညီနောင်3ချိန်ယဟန္တာဖြစ်ရတရ